မြေရှားရေးနဲ့ပတ်သက်ပြီးတရုတ်ကထရန့်ကိုလေဘင်းညှစ်ထားတဲ့အချိန်မှာပဲအမေရိကန်သမ္မတထရန့်ကတော့အာဆီယံကိုဆင်းချလာတာအားလုံးသိဖြစ်ပါလိမ့်။အမေရိကန်သမ္မတထရန့်ကတရုတ်ကလွဲလို့တခြားအာဆီယံနိုင်ငံ၄နိုင်ငံနဲ့ကုန်သွယ်ရေးနဲ့မြေရှားစာချုပ်တွေပါလက်မှတ်ရေးထိုးချုပ်ဆိုသွားတယ်လို့သိရပါလိမ့်။ဒါ့အပြင်အပြင်သမ္မတထရန့်ဟာအာဆီယံ၄နိုင်ငံစီကနေမြေရှားတွေပတ်ဝယ်တော်မဲ့သဘောဖြစ်ပါလိမ့်။တရုတ်စီက ရေရှားမရလဲဘာမှမဖြစ်ဘူးဆိုပြီးတော့ Trump ကပြလိုက်တာပဲဖြစ်ပါတယ်။ American ပြည်တော်စုဟာအရှိတော့အာရှအာဆီယံ၄နိုင်ငံနဲ့ကွန်ဆွေရေးနဲ့အရေးပါတဲ့မြေရှားတထုတင်ရဇာတ်ဆိုင်ရာသဘောတူစာချုပ်တွေအော်တိုဘာ26မှာချုပ်ဆိုခဲ့ပါတယ်။ကွန်ဆွေရေးဘက်မညီမျှမှုကိုကန့်သွယ်ဖို့နဲ့တရုတ်ကမြေရှားတင်ပို့မှုကန့်သက်ခြင်းမှာထောက်ပံ့ခွင့်ဆက်ကျပြန့်စီမှုရည်ရွယ်တာဖြစ်ပါတယ်။ American မှာမြေရှားတထုကလုံးဝပြတ်လို့မရတဲ့အရာပါ။ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရဲ့တီထွင်ထုတ်လုပ်တဲ့ပစ္စည်းတွေမှန်သမျှမှာမြေရှားသတ္ထုကမပါမဖြစ်ဆိုသလိုအရေးကြီးပါလေမြေရှားသတ္ထုကမရရင်တော့အမေရိကန်ရဲ့စက်မှုလုပ်ငန်းဤပညာလုပ်ငန်းတွေဟာဘုံဘုံလဲသွားလောက်မဲ့အန်ဒီအထိတော်မှာရှိနေပါလေဒါကြောင့်တမန်ခန့်ကမြေရှားကိုရဖို့အသေးအံလှုပ်ရှားနေတာဖြစ်ပါလေတမန်ခန့်ကအရှေ့တောင်အာရှနိုင်ငံတွေကိုပေးကျင်တဲ့သတင်းစကားကအမေရိကန်ပြည်တော်စုဟာခမည်းတော်နဲ့ယာနုံပြစ်တူရှိနေပြီးတော့အားကောင်းတဲ့မိဖတ်တယောက် မျိုးဆက်နဲ့ချီတဲ့မိတ်ဆွေတယောက်ဖြစ်ဖို့ရည်ရွယ်ထားပါတယ်လို့ပြောပါတယ်။ကွာလာလမ်ပူးမှာကျင်းပတဲ့အာဆီယံထိပ်သီးစည်းဝေးမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့အဆင့်မြင့်တင်ထားတဲ့ပြစ်ခတ်ရဲစဲရဲသဘောတူညီချက်လက်မှတ်ထိုးဖို့လည်းထရန့်ကိုယ်တိုင်ကြီးကြပ်ပြီးတော့တက်ရောက်ထူခဲ့ပါတယ်။ဒီခီးစဉ်တွင်ထရန့်ဟာထိုင်းမလေးရှားတို့နဲ့မြေရှားထောက်မှတ်ကွင်းဆက်ပူပေါင်းဆောင်ရွက်ဖို့တေးကြစီလက်မှတ်ထိုးပါတယ်တရုတ်ဟာမလေးရှားမှာပါမြေရှားထုတ်လို့ရေးဆွဲနေနေပြီးမလေးရှားဆိုရရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟာတရုတ်ကမ္ဘာနဲ့တွဲပြီးတော့မလေးရှားမှာ တန့်စင်စက်ရုံဆော့ဖို့စီစဉ်နေပါတယ်ဒီလိုအချိန်မှာမလေးရှားဘက်ကအမေရိကန်ကိုမြေရှားနဲ့အရေးပါတဲ့တတ်ထုတင်ရဇာတာတွေတင်ပို့မှုပိတ်ပင်တာမျိုးတွေခွဲတဲ့သတ်မှတ်တာမျိုးတွေမလုပ်ဖို့သဘောတူခဲ့ပါတယ်ကမ္ဘာနံပါတ်1မြေရှားတတ်ထု24ထောက်လုပ်သူဖြစ်တဲ့တရုတ်ကမြေရှားတင်ပို့မှုကိုထိန်းချုပ်လာတဲ့အတွက်ကမ္ဘာတဝန်းကထုတ်လုပ်သူတွေဟာတပိုင်းလျက်ကိုချစ်ပြားတွေလျှက်စစ်ရင်တွေနဲ့စစ်ပတ်ဆိုင်ရာကိရိယာတွေမှာကြကြပြင်းပြင်းသုံးနေတဲ့မြေရှားရရှိဖို့အသေးအံစူးစမ်းလာတာဖြစ်ပါလေ နေရှာမှာမြေရှားသိရင်သာတန်ချိန်16ဒသမတဒံအလောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာပန်းနဲ့ချိန်ချတဲ့တန်ချိန်မှာထုတ်လို့ရင်းနေပညာတွတ်တပ်ဖို့ကြိုးပမ်းတဲ့မလေးရှားဟာမတန့်စင်တဲ့အရန်တုံးတင်ပို့မှုကိုပိတ်ပင်ထားပါတယ်။မြေရှားကိုတန့်စင်ပြီးမှတင်ပို့မှာဖြစ်ပါတယ်။မြေရှားတထုတွေကိုတန့်စင်တဲ့နေပညာမရှိဘဲအရန်တုံးတင်ပို့ရင်မလေးရှားဆွေရကအများကြီးထိခိုက်နေတာလေလို့ယူဆထားပါတယ်။ မက်ဂဟမ်လေးကမ္ဘောဒီးယားထိုင်းဘီယန်နန်တို့နဲ့လည်းကုန်သွယ်ရေးမှုပေါင်းသဘောတူညီချက်တွေချုပ်ဆိုခဲ့ပါတယ်။ဒီသဘောတူညီချက်ရအမေရိကန်ကပို့ကုန်ချုပ်ပေါ်စီးကြခွန်300ရာခိုင်နှုန်းထိရှော့ချပေးမှာဖြစ်ပါတယ်။နောက်ပြီးတော့မြေရှားနဲ့ပတ်သက်တဲ့တန်းစင်တဲ့နည်းပညာပါပေးရမှာလည်းဖြစ်ပါတယ်။ထိုင်းမလေးရှားနဲ့ဘီယန်နန်တို့ကအမေရိကန်မော်တော်ယာဉ်ဘီကင်းရင်းနဲ့ထုတ်လုပ်မှုစံနှုန်းတွေအတိုင်းထုတ်လုပ်တဲ့ယာဉ်တွေကိုလည်းလက်ခံဖို့သဘောတူခဲ့ပါတယ်။ ဒါကြောင့်အမေရိကန်ရဲ့ထုတ်တဲ့ကားတွေဟာထိုင်းမလေးရှားနဲ့ဗီယက်နမ်ကိုဝင်လာဖို့များပါတယ်။ထိုင်းနိုင်ငံကလည်းအမေရိကန်လေယာဉ်အစီး80ဒေါ်လာ18.8ဘီလီယံဘူးစွန့်ရင်ဒေါ်လာ9.4ဘီလီယံဘူးနဲ့စပ်ပြေးထုတ်ကုန်တွေဒေါ်လာ2.6ဘီလီယံဘူးနှစ်စဉ်ဝယ်ဖို့ခရီးပြုခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကအမေရိကန်နဲ့ကုန်သွယ်ရေးပုံငွေဒေါ်လာ123ဘီလီယံရှိတဲ့ဗီယက်နမ်ကလည်းအမေရိကန်ထုတ်ကုန်တွေပုံမဝယ်ယူပြီးကွာဟာဂျက်တွေရှော့ချဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာမြေရှားသတ္ထုကြောင့်လည်းနည်းနည်းတော့ပြောချင်တယ်ဗျ။မြေရှားသတ္ထုဆိုတာဘာလဲ။မြေရှားသတ္ထုဆိုတာကဓာတုပိတာ periodic table က scandium, rhenium နဲ့ lanthanide နိုင်လို့ခေါ်တဲ့သတ္ထု dressing 16မျိုးကိုစုပေါင်းပြီးခေါ်တာပါ။သူတို့ကိုရှားပါလို့နာမည်ပေးထားမိမဲ့တကယ်တမ်းမှာတော့ကဘာမြေလွာထဲမှာရွှေထက်တောင်မှပေါ်များပါလေ။ဒါပေမဲ့ဒီသတ္ထုတက်တွေကို2ဖော့ထုတ်ဖို့နဲ့တသစဉ်ဘုကခက်ခဲသလိုကွန်ကြက်စင်အင်မတန်ကြီးမားပြီးတော့သဘောပတ်ဝန်းကျင်ကိုလည်းပြတ်စည်းစေလို့မြေရှားသတ္ထုလို့ခေါ်တာပါ။ ဘယ်နေရာလေးမှာအသုံးပြုလဲမြေရှောင်းတတုတွေကိုကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ခေတ်ပေါ်နီးပညာတွေမှာအားလုံးဒီပါအသုံးပြုရပါတယ်ဗျာဒီပညာပစ္စည်းတွေပြောရရင်တော့ဗျာစမတ်ဖုန်းတွေလေအားတာပိုင်တွေ LED မီးတွေ flat TV တွေအများကြီးဗျာစေးပညာနဲ့စွမ်းရည်မှန်တွေလျှက်စစ်ကားတွေကအစဘက်ထရီတွေ MRI စကန်ရိုက်တာတွေကင်ဆာကုသမှုတွေစီးရဲမှဆိုရင်လည်း American စစ်တပ်တွေအရန်ရေးပါတယ် F35 တပ်လေးတွေရေငုံသင်းမောင်းတွေလေးစားတွေဂျိုရူတွေဒရုန်းတွေတိုမဟော့ဒုံးကြီးတွေမှာ မြေရှားဟာမရှိမဖြစ်သုံးပြရပါတယ်တရုတ်ဟာကမ္ဘာရဲ့ရှားပါမြေရှားထုတ်လုပ်မှုရဲ့61%ကိုတူးဖော်ပြီးတသက်ပြည်ပြည်နယ်ကဏ္ဍမှာဆိုရင်အမေရိကန်ထုတ်လုပ်မှုအားလုံးရဲ့92%ကိုထိချုပ်ထားပါတယ်ဒါကြောင့်အမေရိကန်ဟာမြေရှားကွက်နဲ့ခံလိုက်ရတာပါအမေရိကန်မှာတတိယနေ့တစ်ခုရှိပြီမဲ့ဒူဖော့ပီတာတက်တီကိုတော့မှတန်းစင်မှုတရုတ်ကိုပြန်ပို့ခဲ့တာကြောင့်တရုတ်ပေါ်ပြေဝါပြီခုနေရတာပါ မေကာတရုတ်ကုံစီတွေပေါ်ခွန်တိုးမြင့်ောက်ခံခဲ့တဲ့အပြန်အလှန်ခွန်စည်းချက်မှုကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်ကအမေရိကန်ရဲ့ဒီရှားပါမြေရှားတွေတင်ပို့မှုကန့်သက်လိုက်ပါတယ်။ဒါကြောင့်ချိတ်ချိုက်မှုကတော်တော်ကြီးမားသွားပါတယ်။၂၀2023ကျမှအမေရိကန်ရဲ့မြေရှားတင်ပို့မှု80%ကနေတော့တရုတ်ကလာလို့တရုတ်ကတင်ပို့မှုကန့်သက်ချက်တွေထပ်တိုးတာဟာအမေရိကန်ရဲ့နည်းပညာနဲ့စစ်ပဆိုင်ရာထောက်ပံ့ရေးခွင့်စရာတစ်ခုလုံးထိခိုက်သွားပါတယ်။အခုနောက်ဆုံးမှာတရုတ်ကမြေရှားတပ်သထု၅မျိုးကိုထပ်မံကန့်သက်ပြီး စုစုပေါင်း၁၂မြို့ဖြစ်လာပါတယ်။ဒါအပြင်ရှားပါမြေရှားတက်ထုတ်လို့ဤပညာတွေကိုပါပြပောက်တင်ဖို့လိုင်းစင်ယူခိုင်းလိုက်တဲ့အတွက်ထွန့်ရဲ့ကုံတော်ရေးစစ်ပွဲကိုပြင်းထန်တဲ့အရှိန်မြင့်တင်မှုဖြစ်ရှိနေပါတယ်။တကယ်တမ်းမှာတော့မြေရှားတက်တို့ဟာအမေရိကန်ရဲ့စီးပွားရေးနဲ့မျိုးသားလုံးကြုံရင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်ပြီးဒါတွေကိုတရုတ်ကကုံတော်ရေးစစ်ပွဲမှာဖိအားပေးဖို့လက်နက်ဖြစ်၃000လောက်ထွက်ရကုံတော်ကုန်တွေမတန်တဆတိုးမြင့်ချင်းချောင်းလာတာပဲဖြစ်ပါလိမ့် တရုတ်နဲ့အမေရိကန်စစ်ဖြစ်မယ်ဆိုရင်မြေရှားတထုကြောင့်ပဲဖြစ်ဖို့များတယ်လို့လေးလာသူတွေကဆိုပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။အာဆီယံခေါင်းဆောင်တွေရဲ့နာမည်ကိုမှားယူပြီးတော့ဖော်ပြမိတဲ့အတွက်မလေးရှားသတင်းဌာနတွေက တောင်းပန်နေပါတယ်။အာဆီယံထိပ်သီးမြေလကမှာနိုင်ငံခေါင်းဆောင်၃ရဲ့နာမည်တွေကိုမှားယူဖော်ပြမိတယ်လို့မလေးရှားသတင်းဌာနတစ်ခုကဆိုပါတယ်။ Radio Television Malaysia RTM ရဲ့၄၈ချက်မြောက်အာဆီယံထိပ်သီးမြေလကမှာရှီတောင်အာရှနိုင်ငံ၃ခုကခေါင်းဆောင်တွေနာမည်ကိုအရင်နိုင်ငံခေါင်းဆောင်ဟောင်းတွေနဲ့ ဂျာရူးတွေမှာယူပြီးကြီးညာမိကြတာဖြစ်ပါလေ။အဒီနေ့ကညီလာခံအကြောင်းတရားသတင်းထုတ်လွှင့်ခြင်းမှာအာရီယန်ဟာစင်ကာပူထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံကောင်းဆောင်တွေကိုလူမှားပြီးပြောသွားပါလေ။အာရီယန်သတင်းကြီးများသောစင်ကာပူဝန်ကြီးချုပ်လောင်ရင်ဝေါင်ကိုဝန်ကြီးချုပ်ဟောင်လီရှန်လွန်လို့ယူညွှန်းသွားပါလေ။ထိုင်းဝန်ကြီးချုပ်အနူတင်ကိုလည်း2024မှာဂျာရူးကဖယ်ရှားခံရတဲ့ဝန်ကြီးချုပ်ဟောင်စပီဒါတာဘီဆန်ဖြစ်ဖော်ပြခဲ့ပါလေ။အစောပိုင်းမှာလည်းအာရီယန်ဟာအင်ဒိုနီးရှားသမ္မတဆိုဗီယန်တို့ကိုလည်း ဗီဒီယိုတို့အဖြစ်မှားရင်ဖော်ပြပါမယ်။တင်းထဏာကမလေးပါသားနဲ့ Facebook ပေါ်မှာညီညာချက်ထုတ်ပြန်မှာတော့ဒီအမှားတွေတောင်းပန်ထားပြီးဒါဟာတကယ်ကိုလေးနဲ့ထားရေးရမကိစ္စလို့ရှုမြင်ပြီးအကောင်းဆုံးတော့ကင်ပယ်သွားမယ်လို့ဖော်ပြပါမယ်။ RDM အနေနဲ့ဖော်ပြတဲ့တင်းချက်လက်တွေရဲ့စစ်မှန်မှုနဲ့တန်ဖိုးကိုထိန်းသိမ်းဖို့စာတီးဖွဲ့ကိုပုံမှန်ကြက်ပတ်ပြီးအချက်လက်စစ်ဆင်မှုကိုတိုးမြင့်မယ်ဆိုပါတယ်။အစပိုင်းမှာပရာဘိုရဲ့နာမည်ကိုမှားယူဖော်ပြတော့ကအာဒီယန်ဟာအဲ့ဒီအတွက်အင်ဒိုနီးရှားသမ္မတနဲ့အစိုးရကိုတောင်းပန်ခဲ့ရတယ်လို့သိရပါတယ်။ နောက်တင်ပြလို့ပြောချင်ပါတယ်။မြန်မာနိုင်ငံပဲရီမှာရှိတဲ့နာမည်ကျော်လူပြတတ်ကြီးကနေအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့လက်ဝဲရနာရီပြီးခဲ့တဲ့တရင်ဘက်ကခိုးယူခံရတဲ့ပတ်သက်ပြီးပါဝင်ကျူးလွန်နေဆိုတဲ့မျိုးသားနှစ်ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဒီကရက်စနေညနေပိုင်းမှာရေဘော့စီမံချက်ပြုလုပ်ပြီးဖန်ဆီးခဲ့တာပါဖန်ခံရသူကတယောက်ဆိုရင် Charles Digol ၄စိတ်ကနေအဂျီယောက်ကို ပြန်မဲ့လေရင်ပေါ်မတက်ခင်လေးမှာဖန်ခံရတာပါလူပြတိုက် ဟောက်ခင်းကိုယူမှုကျွလုံခဲ့သူဟာ၄ယောက်ဖွဲ့ဖြစ်လို့လူရဲကယူဆပြီးခုဆိုနောက်ထပ်ဦးကလွတ်မြောက်နေသေးပါသူတို့ကဆွဲဆန့်ထုတ်လို့ရနိုင်တဲ့လက်ကားရှိတစ်ခုကိုတုံးပြီးတော့လူပြတိုက်တဲ့ကိုဖောက်ခင်းကိုရောက်ခဲ့ပါလေအဲ့ဒီဖောက်ခင်းမှုဟာခုရာစုနှစ်ရလက်ရှိပထမလေးပုံတပုံကာလအပိုင်းခြားမှာတော့အပြောင်အမြောင်ဆုံးဖောက်ခင်းမှုဖြစ်ရည်ညွှန်းထားပါလေဒါပေမဲ့အဲ့ဒီလူမျိုးကိုဖန်ဆီးရမိပြီမဲ့ကြောက်ဆုံးသွားတဲ့ရတနာတွေဗမာလဲ ရတနာတွေကသူတို့နဲ့တူဖမ်းမိလားဆိုတော့တော့ပြင်သစ်အစိုးရကထုတ်ဖော်ကြေညာခြင်းမရှိပါဘူး။ရတနာတွေကတလေယာမှာဝတ်ထားဖို့ရတယ်လို့ပြင်သစ်အစိုးရစုံစမ်းစစ်ဆေးသူတွေကယူဆနေတာဖြစ်ပါတယ်။နောက်တဲ့တဲ့ဘုတ်ပြောချင်ပါတယ်။ပရိပကနေမြေတွေကလည်းလက်နက်ကြီးတွေဖြုတ်သိမ်းဖို့ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်သဘောတူလိုက်ပါတယ်။ထိုင်းမှလည်းတနေနဲ့ကမ္ဘောဒီးယားမှလည်းစစ်တေသားမှတပ်မှုတွေဟာငင်းကျဲစွာဖြစ်ရှိမှုရည်ရွယ်ပြီးတော့ပရိပကနေမြေတွေကလက်နက်ကြီးနဲ့မြောက်တွေဖယ်ရှားမဲ့စီစဉ်သဘောတူပါတယ်။ အလီမကနယ်မြေတွေကလက်နက်ကြီးနဲ့အမြောက်တွေဖယ်ရှားရတဲ့ပတ်သက်ပြီးထိုင်းမက်လေတက်နယ်နဲ့ကမ္ဘောဒီးယားမက်လေစစ်တွေသားတမှုတွေရဲ့ဇီဝဆုံးဖြတ်ချက်ကိုထိုင်းတော်ဝန်စစ်တပ်ကထုတ်ပြန်ကြေညာပါတယ်။ဇီဝကိုထိုင်းနိုင်ငံစိုးရင်ခရိုင်မှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီဇီဝကမလေးရှားနိုင်ငံကွာလာလမ်ပူးမှာပြုလုပ်ခဲ့တဲ့ထိုင်းကမ္ဘောဒီးယားထူထူနယ်ကြားကမ္ဘီ GBC ဒုတိယဇီဝရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ညီကျစွာဖြစ်ရှင်းကိုထောက်ကူဖြစ်စေမဲ့ချင်းနီပြည်ကဖန်တီးဖို့ရည်ရွယ်ပြီးအငင်းပွားနယ်မြေတွေကလက်နက်ကြီးတွေနဲ့အမြောက်တွေဖယ်ရှားမယ်လို့သဘောတူပါတယ်။ ဘူပေါင်းဆောင်ရွက်ရေးစိတ်နဲ့စီးပွားကျင်းပကြတာဖြစ်ပြီးထင်သာမြင်သာတဲ့ရလဒ်တွေထွက်ပေါ်လေရေးအတွက်နှစ်ဖက်လုံးကသဘောတူတယ်ဆိုပါတယ်ကမ္ဘောဒီးယားလေးလာဆောင်ကြီးရဲ့ဖွဲ့ဖွဲ့စည်းမှုပြင်ဆင်နေပြီးအသင်းဖွဲ့စည်းမှုဖြစ်ကြောင်းလည်းဆိုပါတယ်ဘူပေါင်းဆောင်ရွက်ရေးအခြေအနေကိုဆက်လက်ထိန်းသိမ်းပြီးညော်မှန်းချက်နဲ့ညီသဘောတူညီချက်အကောင့်ထည့်ဖော်ဖို့အနီးကပ်ဘူပေါင်းဆောင်ရွက်ကြတယ်လို့နှစ်ဖက်လုံးကထုတ်ပြန်ပါတယ်အခုကမှအမေရိကန်သမ္မတထွန့်ရဲ့ဂျာဝင်ပြန်ပြေးဆက်ဆက်ပေးမှုနဲ့နောက်ဆုံးမှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားထဲမှာငင်းကြေးစာချုပ်လက်မှတ်ထိုးလိုက်ပြီပဲဖြစ်ပါတယ်။ နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်မက်ဂန်ပြည်တော်စုကယ်ဖိုးနီးယားပြည်နယ်မှာငိမ့်စားမြို့သူကြီးတူဟာသူမရဲ့လူရဲ့ကြောင့်အားလုံးအံ့အားသင့်တော်ပါတယ်ဘာဖြစ်လို့လဲသူမဟာသူမရဲ့နေအိမ်ကိုရောင်းချပြီးပင်လယ်ပြင်ထဲမှာပဲဆယ်စုနှစ်တခုကြာအခြေချနေထိုင်သွားတော့မှာဖြစ်ပါတယ်ချန်တန်းကြောင့်ကနိုင်ငံသားဘာသာသင်ကြားရေးဆရာမဟောင်းဖြစ်တဲ့ရှာယွန်လိုင်းကကမ္ဘာပထမဆုံးမြန်မာခီးသွားလာမဲ့ပျော်စီးသမောကြီးအိုဒစာပေါ်မှာအတွင်းပိုင်းခန်းချက်တစ်ခုဝယ်ယူခဲ့ပါလိမ့် ဘာလို့အိမ်ကိုရောင်းပြီးဒီလိုဝယ်လာလဲဆိုတော့ကယ်လီဖိုးနီးယားမှာစက်နေထိုင်တာတည်းစိတ်ပိုသက်တာတယ်လို့ဆိုပါတယ်။ကျမတက်နိုင်ဦးနေမကောက်ဘူးတကယ်တော့ကျမတခြားသူတွေလူဆိုင်နေမယ်ဆိုလူတိုင်းကကျမကိုပြန်ပြီး view site ပေးတဲ့ဒီလိုနေထိုင်မှုပုံစံကငွေကုန်ကြေးကျပိုသက်တာစေတယ်လို့ဆိုပါတယ်။အသက်89နှစ်ကျော်ဖြစ်တဲ့ Sharon Lane ဟာပျော်စီးသမားပေါ်မှာနေထိုင်ဖို့ကျမရဲ့ဘဝတသက်တာလုံးရည်မှန်းချက်ထားပြီးတော့2025ဇွန်16ရက်နေ့မှာသင်းမော့ပေါ်တက်လိုက်ပြီးအိမ်မက်ကိုကောင်းထည့်ဖော်လိုက်ပါတယ်။ ကျမတို့တစ်သလုံးလုံးနေရတဲ့ညီငွေ့စရာကောင်းတာတွေအားလုံးလာပြီးပြီရှင်လို့ရလို့စရာဆင်းဆာပေါ်ချာရေးပြောစရာမကောင်းတာမှန်သမျှဖြစ်ဖြစ်လိုက်ပြီးရင်တော့ဒီမှာအခုကျမတို့ပိုင်ဆိုင်တဲ့ဘောမျိုးနဲ့အဆုံးသတ်ပါလိမ့်မယ်ဆိုပါလေအဲ့ဒီဒီမော်ဒဇိုင်းဟာပင်လယ်သမုဒ္ဒရာထဲမှာသာမကကုန်းတွေမှာရေချောင်းတွေမြေများတွေမှာတောလန့်နေအောင်ဖန်တီးထားပါတယ်အပျော်စီးသမုဒ္ဒခီးစဉ်တစ်ခေါက်ကိုအချိန်၃နှစ်ခွဲကြာပြီးနေရာပေါင်း၄၂၅နေရာနိုင်ငံပေါင်း၁၄၈နိုင်ငံရောက်ရှိလက်ပတ်နိုင်ပါတယ် ဒီပုံစံတိုင်း15မိနစ်ကြာမယမနာခရီးသွားမှာဖြစ်ပါတယ်။အပျော်စီးသမဘောမှာသူမဝယ်ထားတဲ့ခန်းချက်တစ်ခန်းကိုတစ်ချိန်နဲ့ငွေပေးချေရင်ဘယ်ငန်ဒေါ်လာတပိတ်2996ကိုဒေါ်လာကြပါမယ်။တလားလျင်ဒေါ်လာ3000နီးပါးသာကြပါတယ်။သမဘောမှာဖြောပြေးခမ်းမကလပ်စာကြည့်တိုက်အစကားကခမ်းမစပါးတွေပါပါလေ။ခီးသွားတွေတော့ wifi နဲ့ဘာတွေ picture box ကစားခွင့်ရေကူးကန်တွေပါပါတယ်။ သမိုင်းပတ္တာစုဆောင်ွေကိုခီးရှိကြည့်တော့ပြပြောကြည့်တော့လိုက်ပြီး15နှစ်ကြာခီးစဉ်တစ်လျှောက်လိုက်ပါနေတယ်မို့ရည်ရွယ်ထားပါတယ်။နှစ်ပေါင်းများစွာလှုပ်ချင်တာနောက်ဆုံးတော့နိုင်ခဲ့ပါပြီ။ဒီသမောခန့်ကျမဝယ်တယ်ခန့်မှလည်းဒါပဲ။ဘာရွယ်ကျမမရှိတော့ဘူးလို့သမားကဆိုပါတယ်။အဲ့ဒီပြောစီသမောဟာထက်ရှစ်ထက်ပါပြီးတော့ခီးတဲ့650တင်းဆောင်နိုင်တယ်လို့ကြည်ရပါတယ်။